ဒါကတော့မလုံးလန့်ပါအသက်20စင်ကာပူနိုင်ငံသားမြန်မာငွေ68.6ဘီလီယံကျပ်နဲ့ညီမျှတဲ့ Bitcoin ပေါင်း4064ကျပ်ကိုညတွင်ချင်း ဖောက်ခိုးသွားခဲ့သူပါ US history ရဲ့အကြီးမားဆုံး high ဖြစ်ပြီးတော့လူတဦးတည်းပိုင်တဲ့ Bitcoin ပေါင်း4064ကျပ်ကိုဖောက်ခိုးသွားခဲ့တာပါဒီ bitcoin တွေသူတို့လက်ထဲရောက်သွားတာ ਨੇ ဈိန်ခံတယ်ဆိုတာဘာလဲဆိုတော့သူတို့ကပြသွားတာပါ down that check no drip yes wait tell them money no speed no might crash might wreck but first August 19 2024မှာလူငယ်9ယောက်ရှိတဲ့အဖွဲ့အသက်20နဲ့မလုံးလမ်းအသက်18နှစ်နဲ့ Veer Chital 21နှစ်နဲ့ Gendiel Sarano Danish Khan နဲ့ Chando ပဲဖြစ်ပါတယ်။ Genesis Creditor လို့ခေါ်တဲ့သူ့ရဲ့အကောင့်မှာအဲ့ဒီချိန်ပေါက်စေ930 million dollar တန်တဲ့ Bitcoin တွေညအတွင်းချင်းဖျောက်ခံရတော့မယ်ဆိုတော့ပိုင်ရှင်ကိုယ်တိုင်လည်းမတွေးမိပါဘူး။ဒါပေမဲ့သူတို့ဘလူးများ လုံနိုင်ခဲ့ရလဲ coding skill programming skill တွေများအရန်ကောင်းနေလို့လား။မဟုတ်ပါဘူး။ပြောရရင်ဒီထက်တောင်ရိုးရှင်းပါတယ်။ဒီလူငယ်တွေကလူတွေရဲ့ basic human nature ကိုလက်ကစားနိုင်ခဲ့တာပါ။ဒါတွေအားလုံးက Google support ကနေလာတဲ့ phone call တစ်ခုကနေပဲစခဲ့တာပါ။ ဒါမဲ့ဒါ Google support ကတကယ်ဆက်သွယ်ခဲ့တာမဟုတ်ဘူး spoof number လို့ခေါ်တဲ့ fake number နဲ့ weird ခြေသားလာဖုံးခေါ်ပြီးတော့ BTC ပိုင်ရှင်ကိုသူ့ Google account hack လုပ်ထားခင်ရပြီဆိုပြီးအရင်ပြောတယ်ဒီလိုမာယုံတဲ့သတင်းအချက်အလက်တွေနဲ့အချိန်မရှိတော့ဘူးခင်ဗျမမြန်ပြင်မရမယ်ဆိုပြီးတော့သားကောင်ရဲ့ Gmail နဲ့ iCloud ထဲကိုအရင်ဆုံးသူတို့ရအောင်ဝင်တယ်နောက်ထပ် call တစ်ခုကိုအဖွဲ့ဝင်နောက်တစ်ယောက်ဖြစ်တဲ့ Jandiel Sarano ကခေါ်တယ်။သူကသူ Gemini support ကပါလို့မိတ်ဆက်ပါတယ်။ Gemini Support ဆိုတာကတော့ခိုးခံရတဲ့သူတုံးတဲ့ crypto exchange ပဲဖြစ်ပါတယ်။ပိုင်ရှင်ကိုသူ့အကောင့်ဟာ hack လုပ်ထားခံရပြီးခိုးဖောက်ဝင်ရောက်ခံရပြီးလို့ရအောင်အင်းဆုံးလက်ကစားတယ်။ pressure တွေရဲ့အောက်မှာ ပိုင်ရှင်ကိုလက်ကစားပြီးမမြန်လုံးမရမယ်လို့ပြောတော့ဒီပိုင်ရှင်ကသူ့ရဲ့ 2FA two factor authentication setting ကို reset လုပ်လိုက်တော့လူငယ်အဖွဲ့က Gemini account တွေကိုဝင်ခွင့်ရသွားခဲ့ပါတယ်။ funds တွေကို compromise wallet ထဲကိုရွှေ့တယ်။ ပြောရရင်တင်းအကောင့်ကိုတယောက်ယောက်က hack လုပ်ပြီးတင်းလက်ထဲက crypto ကိုခိုးယူနိုင်တဲ့အခြေအနေတိရောက်သွားတာပေါ့ပြီးတာနဲ့သူတို့တွေက AnyDex လို့ခေါ်တဲ့ screen share လုပ်ရတဲ့ app ကိုသုံးဖို့ပြန်ပြီးတောင်းခံလာတယ်။ပိုင်ရှင်ရဲ့ account ကိုလုံခြုံလုပ်ပေးဖို့ပြောပြီးတော့မှဒီ AnyDex ကိုသူတို့ download လုပ်စေရတယ်။သူတို့ပိုင်ရှင်ရဲ့ screen ကို full access လုံးဝထိန်းချုပ်မှုအပြည့်အဝသူတို့ရအောင် လုပ်နိုင်ခဲ့ပါတယ်။ပြီးတာနဲ့ click တစ်ချက်နှစ်ချက်လောက်ထောက်လိုက်တာနဲ့ BTC 4064 coin ကသူတို့အကောင့်ထဲကို ရောက်လာခဲ့ပါတယ်။ Wow. No way. No fucking way. I see it. Bro. It's on the blockchain. It's on the blockchain. Bro. Oh no way. My god. Oh my god ဒါကတော့သူတို့ရဲ့ private video call မှာ4064 bitcoin ဝင်လာတဲ့ video ကိုသူတို့ reaction လုပ်ထားတဲ့ video clip ပဲဖြစ်ပါတယ်။ဘလို့များသူတို့က ni scam ကိုလုပ်နိုင်ခဲ့ရလဲ။ဒီလောက်ပိုင်ဆိုင်မှုရှိတဲ့ပိုင်ရှင်ကဒီလောက်လွယ်လွယ်ကူကူနဲ့ဘလို့အလိန်ခံရတာလဲ။ ပြီးရင်ဒီလိုဖြစ်မှုကြီးကိုသူတို့တွေကဘာလို့ screen recording လုပ်ခဲ့တာလဲဒီမေးခွန်းတွေရဲ့အဖြေကိုဘယ်သူမှအမှန်ကန်ဆုံးမဖြေပေးနိုင်ပါဘူးဒါပေမဲ့တေးကြတာတစ်ခုကတော့ဒီပတ်စံတွေအားလုံးကလူငယ်တွေရဲ့လက်ထဲကိုရောက်သွားခဲ့ပါပြီဒါပေမဲ့အလောက်ကမပြီးသေးဘူးဆိုတော့သူတို့သိတယ် BTC တွေကိုအပေါ်ကလူတွေခြေရခံဖို့ခောက်အောင်သူတို့က BTC တွေကိုအကောင့်တွေအများကြီးခွဲပြီးတော့ exchange 15ခုစီကိုခွဲပြီးပို့တယ် pill chain လို့လည်းခေါ်ပါတယ် ပြောချင်လားငွေအမောက်အားလုံးကိုအပိုင်းပိုင်းစီခွဲပြီးတော့ခြေရခံဖို့ခောက်အောင် လုပ်တာပေါ့ BTC ကို Litecoin အဖြစ်အိမ်ဆုံးပြောင်းတယ် Litecoin ကိုပြန်ပြီးတော့ Ethereum ဖြစ်ပြောင်းတယ် Ethereum ကိုကြတော့ Monero ကိုပြန်ချိန်တယ်သူတို့ရဲ့ဒီ process ကရက်အနည်းငယ်ထိတော့ကြာခဲ့ပါတယ်ဒီလိုအကောင့်တွေခွဲခွဲပြီး currency တွေခွဲခွဲပြီးသူတို့တွေကငွေကိုရအောင် ထုတ်ဖို့လုပ်ပါတယ် ပြီးတာ ਨੇ သူတို့ရဲ့ Telegram group မှာ Louis Vuitton, Givenchy, Philip Plein လို့ခေါ်တဲ့ဒီလို brand တွေမှာသုံးဖြုံးဖို့စီစဉ်တာပေါ့လေးယောက်ကအပြောက်နေပြီးလိုကီးနေမယ်အေးအေးဆေးဆေးသုံးဖြုံးဖို့စဉ်းစားနေတဲ့အချိန်တယောက်ကလုံးဝစိတ်မထိန်နိုင်ခဲ့ပါဘူးအဲ့ဒါတော့မလုံးလန့်ပဲဖြစ်ပါတယ် LA မှာ base ချပြီးတော့အမန်ကန် luxury အပြည့်နဲ့နေတယ် night club ဆိုတာတော့သူ့ရဲ့ဒုတိယအိမ်လိုတော့ဖြစ်လာခဲ့ပါတယ် VIP section bottle service တွေကိုယူပြီးတော့အမန်ကန်ရဲ့အမန်ကန်ဆိုတဲ့အထည်ကိုတုံးဖြုံးခဲ့ပါတယ်တချို့ညတွေမှာတညတည်းကိုဒေါ်လာ36000ဝယ်ဒေါ်လာ3000ဒေါ်လာ9000အထည်ကိုသူတုံးဖြုံးခဲ့ပါတယ် Hey yo Malone, you're real crazy like it's your birthday. ခဏလေးနဲ့မလုံးနာအလုံးရဲ့အကြိုက်ဆုံးလူဖြစ်လာခဲ့ပါတယ်။ဘာလို့လဲဆိုရင် तू ဘေးမှာရှိနေရင်ဘာမှစိတ်ပူစရာမလိုဘူး။ကြိုက်တလောက်တော့ကြားတလောက်ရှင်းမယ်။ဒီဂျေသမားတယောက်ကိုဆိုရင်6လီတာဘော်တယ် Golden Age of Spade Champagne ကိုလက်ဆောင်ပေးခဲ့တယ် အဲ့ဒါဒေါ်လာ2000ကျပ်နေဒေါ်လာ6000လောက်တန်တယ်လို့သိရတယ်ဒါပေမဲ့အဲလီမှာခဲတာအလောက်အားမရသေးဘူးပေါ့ဒီလောက် bitcoin တွေရှိနေတယ်ဆိုတော့ပိုပြီးလိုချင်လာတယ် attention တွေပိုလိုချင်လာတယ်ပိုပြီး luxury ဆန်ချင်တယ်သူဘာလို့လဲ private jet အမေရိကန်တစ်ခုယူတယ်မီယာမီကိုသွားတယ်ပြီးရင်သုံးဖြုံးတဲ့ level ကိုနောက်တစ်ဆင့်ထိယူသွားတာပေါ့မီယာမီမှာ waterfront mansion တစ်ခုကိုယူတယ်ဒါအိမ်တစ်ခုတည်းမဟုတ်ပါဘူး10 million တန်ဖိုးရှိတဲ့ real estate တစ်ခုဖြစ်ပြီးတော့တလောက်ဆိုရင် 6200ဒေါ်လာထိပေးပြီးငားရတဲ့အိမ်တစ်လုံးဖြစ်ပါတယ်8500 square feet 25ဘေး ceiling နဲ့အိမ်ခန်း10ခန်းရေကူးကန်အကြီးနဲ့ jacuzzi အပါအဝင်ပါပဲဝင်ပေါက်ကနှစ်ပေါက်နဲ့မှန်ကန်ကျဲတဲ့ garage မှာသူ့ရဲ့လုံးဝစိန်ခံကားတွေကိုထည့်ဖို့နေရာပါတဲ့အထိပါပဲ Malona, a black Mansuri SF19, a white Lamborghini US, a fully kitted out white Mansuri Lamborghini US with baby blue interior, a metal black Lambo Revento, the new Porsche 911 GT3R, the new Ferrari SUV in black, two Mercedes-Benz G-Class Great Kune, wrapped up with matter black, convertible matter black, pink Rolls-Royce Dawn, new BMW M4 Lambo Revento in matter grey, blue Lambo US, two Tunamene, all white body kit Lambo, a metal black Ferrari 812 Superfast, another Lambo Aventador SVJ in blue, a pink US. তার অতুয়ে ইয়েস কপিয়ে গেরা ဒါပေမဲ့စော်ပြစ်ကောင်ဘောကနေတော့မချွတ်ခဲ့ပါဘူး I can go on and on သူမှာကားတွေကအစီး30ထပ်ထီကိုရှိခဲ့ပါတယ်သူရဲ့ fashion ကလည်း Louis Vuitton Givenchy ဆိုတော့အရင်အောင်ဈေးကြီးပါတယ်အဝတ်တထည်ဆိုရင်ဒေါ်လာ15000ထီကိုတန်တယ်လို့သိရတယ်ဒီလို club တွေကားတွေမှာဖြုံးပြီးတော့မလုံးတာတန်ဖို့ရော့မသွားတဲ့အရာတွေဖြစ်တဲ့နာယီစိန်ဓာတ်တွေမှာစပြီးယင်းနီးလာခဲ့ပါတယ်ဒီ chain bracelet filled with diamond richard million diamond a diamond ring for each finger let chow nai ma sign let's so ရီချတ်မီလီရဲ့နာရီရလည်းတခုတည်းမဟုတ်ဘူးသူရဲ့မျက်မှန်မှာတော့မှစိန်နဲ့ကွတ်ထားတာမလုံးတာသူ့အတွက်ပဲမဟုတ်ဘူးသူများအတွက်ပါလိုချင်တာတွေကိုဖြည့်ဆည်းပေးပါတယ်ဘာရကင်ဘက်စ်၅ခုကိုဝယ်ပြီးတော့ကလပ်တွေမှာတွေ့တဲ့မိန်ကလေးတိုင်းကိုလိုက်ပေးတယ် model olivia allen လို့ခေါ်တဲ့ကောင်မလေးကလက်ဆောင်ရခဲ့တဲ့တဲ့အတယောက်ပါပဲ Guys, I can't even make this up when I say that I just woke up to a broken in my bedroom because a man gave it to me in the club last night. this is your sign and go clubbing. Now we have TikTok star Sky Mbriwebshepare. Me and my two girlfriends walk over to the section, and this kid, I'm gonna refer to him as like a kid. I mean, he was definitely over the age of 18. He looked pretty young. He comes towards me and he's like, I got this for you. Um, uh, beautiful, but to be honest, it's not really my style. attention blockchain technology. Zax XBT ရဲ့ထောက်လန်းမှုအောက်မှာပေါ်စပြူလာခဲ့ပါတယ်။ blockchain အကြောင်းမသိဘူးဆိုရင်တော့ကျွန်တော် blockchain နဲ့ပတ်သက်လို့အရာအားလုံးသိဖို့လိုတဲ့အရာတွေအားလုံးကိုဗီဒီယိုတစ်ပုဒ်လုပ်ပေးထားပါတယ်။အပေါ်မှာပေါ်လာလိမ့်မယ်။မဟုတ်ရင်လည်းကျွန်တော် channel လက်မှာသွားပြီးတော့ရှာလို့ရပါတယ်။မလုံးထင်တာသူ့ကိုဘယ်သူမှမလုံးခတ်နိုင်တော့ဘော့ ဒါပေမဲ့ law enforcement team နဲ့ blockchain ပညာရှင် Zack HTB တို့ကသူ့ကိုဖမ်းဖို့အစင်သင့်နှီးဝါကိုဖြစ်နေခဲ့ပါပြီ။သူတုံးတဲ့အမောက်တွေကိုခြေရခံပြီးတော့ခိုးခံရတဲ့ပိုင်ရှင်အကောင့်နဲ့ဒီတုံးဖြိုးမှုတွေကဘလို့အခြေဆက်ရှိလားမရှိလားဆိုတော့သူတို့ကစပြီး blockchain analysis တွေတုံးပြီးတော့မှစုံစမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူတို့အဖွဲ့ဝင်တယောက်တည်းက GDL Serrano ကတုံးမိသား deposits address ကို ပြန်ပြီးတုံးတဲ့အချိန်ခြေရခံတဲ့လူတွေအတွက်ပို့ပြီးတော့လွယ်ကူသွားတာပေါ့။ 2024စက်တင်ဘာလအလယ်လောက်မှာ FBI နဲ့တခြား authority တွေကတပ်တေအပြည့်နဲ့မလုံးရဲ့ Miami Mansion ကိုအရင်ဆုံး raid ဝင်လုပ်ခဲ့ပါတယ်။သူဝေထားတဲ့ဇိမ်ခံစရာပစ္စည်းတွေရဲ့အလယ်တက်တက်မှာပဲသူ့ကိုရဲတွေက arrest လုပ်ပြီးခေါ်သွားခဲ့တာပါ။ And you know, we thought that was shooting in the neighborhood, and we saw a lot of police. This was something that never happened in this neighborhood. Most of the time, was a lot of party. was party because i can hear from my like all the music ဘယင်းတပားလို့ခဏတဖြုတ်နေခဲ့တဲ့မလုံးတာလက်ထိတ်ခက်ခံရပြီးအခုဆိုရင် fancy ခေါ်ဆောင်သွားတာခံရပါပြီအဲ့ဒီအချိန်မှာပဲပေါ်ကလူတွေက9 million တန်ဖိုးရှိတဲ့ငွေတွေကိုသိမ်းနိုင်ခဲ့တယ်ဒေါ်လာ9သိန်းကိုပိုင်ရှင်စီချက်ချင်းလွှဲပေးတယ်ဘလို့ပဲဖြစ်ဖြစ်တော်တော်များတဲ့ပမာဏတစ်ခုဟာသူ့ရဲ့ wallet ထဲမှာပဲရှိနေတုံးပါအခုအချိန်ထိဟို21 million dollar လောက်ထိသူတို့ wallet ထဲမှာပဲရှိနေသေးတယ်လို့သိရပါတယ် v chetal အတူကောက် waste လို့ခေါ်တဲ့အဒီမှာဆိုရင်36 million dollar လောက်ကိုရှိနေသေးပါတယ်။ထပ်ပြီးတော့မလုံးရဲ့ wallet နောက်တစ်ခုမှာ4 million dollar လည်းရှိနေသေးတယ်။သူဝယ်ထားတဲ့ဈေးခံကားတွေကိုတော့ရုပ်သိမ်းပြီးတော့လေလံတင်ရောင်းရုံပဲရှိတာပေါ့။ရတဲ့ပတ်စံတချို့အပိုင်းကိုပိုင်ရှင်အောင်ပေးတယ်။တချို့အပိုင်းကကြတော့သူတို့စုံစမ်းတဲ့အချိန်ဂုံကြငွေတွေအဖြစ်သူတို့သုံးကြတာပေါ့။ပိုင်ရှင်ကတော့သူပိုင်ဆိုင်မှုရဲ့90ရာခိုင်နှုန်းကနေ65ရာခိုင်နှုန်းထိပဲပြန်နိုင်ခဲ့တယ်လို့သိရခဲ့ပါတယ်။ မလွန်သုံးခဲ့တဲ့စိန်တွေ၊နာရီတွေရဲ့တန်ဖိုးကတော့အလောက်ထိမကျသွားဘူးပြန်ပြီးတော့ဈေးကောင်းကောင်းတစ်ခုနဲ့ပြန်အောင်လုပ်ရတယ်ဒါပေမဲ့သူဝဲခဲ့တဲ့ကားအဝတ်စားသူသုံးခဲ့တဲ့ club မှာဒီလောက်သုံးခဲ့တဲ့ပတ်စံတွေကတော့ဒါကတော့ဘလို့မှပြန်မရနိုင်တော့ဘူးပေါ့ဒီဖြစ်ရကခိုးဖောက်မှုတစ်ခုစိန်ခံမှုအပြည့်အဝနဲ့နေခဲ့တဲ့ဘဝပုံစံတစ်ခုပဲမဟုတ်ပါဘူးဒါကလောဘကပေးတဲ့သင်ခန်းစာကိုပိုင်ရှာမထားတဲ့ပတ်စံကိုကဘာကြီးစီကြွားဝထုတ်ပြမှုလုပ်ရင်လည်းဘလောက်မြင်မြန်ကိုဘဝ crash ဖြစ်သွားလဲဆိုတာကို ပြသွားခဲ့တဲ့တက်တီတစ်ခုပဲဖြစ်ပါတယ်။အိုးပြီးတော့ Olivia ဆိုတဲ့ model လို့မမိသေးလား။ तू ကမလုံးဖန်းခံရပြီးတော့ police awit နဲ့သူ့ရဲ့လက်ဆောင်ကို TikTok မှာထပ်ပြီးကစားလိုက်ပါသေးတယ်။